တကလန်းသမားတွေရဲ့စိတ်နေစိတ်ထားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဝမ်းမြောက်ဝမ်းသာမျှဝေပေးပါမယ်။တကနန်းသမားတို့အကြောင်းကနန်းပေတင်ပညာရမွေးတက်ကရရဲ့စုစုပေါင်းကနန်းဟာတဖြစ်နေတဲ့သူတွေကိုတကနန်းသမားလို့ခေါ်ဆိုပါတယ်။ဒီအဖွဲ့ဟာမွေးတက်ကရတစ်ဆက်၁၉28ရက်နေ့တွေမှာမွေးဖွားသူတွေဖြစ်ကြပါတယ်။တကနန်းသမားတွေရဲ့စိတ်နေစိတ်ထားခေါင်းဆောင်ကောင်းများတကနန်းသမားတွေဟာတဘာဝအတိုင်းကိုခေါင်းဆောင်စိတ်ရှိကြပါတယ်။ သူတို့ဟာအဖွဲ့အစည်းတစ်ခုကိုဥဆောင်ဖို့ပဏာမယူလှုပ်ဆောင်ဖို့နဲ့ခက်ခဲတွေကိုရင်ဆိုင်ဖြေရှင်းဖို့စိတ်အားထက်သန်ကြပါတယ်။ရီမန်းချက်ကြီးသူများသူတို့မှာကြီးမားတဲ့ရီမန်းချက်တွေရှိတတ်ကြပြီးအဲ့ဒီအရာတွေကိုအောင်မြင်အောင်လှုပ်ဆောင်ဖို့အတွက်လည်းအခိုင်အမာဆုံးဖြတ်ထားတတ်ကြပါတယ်။ဒါအပြင်သူတို့ဟာတကူတော်လှုပ်ဆောင်နိုင်စွမ်းလည်းမြင်မာကြပါတယ်။စွန့်ဦးတီထွင်စိတ်ရှိသူများ တကနန်းသမားတွေဟာတီထွင်ဖန်တီးနိုင်စွမ်းရှိကြပြီးအစ်စ်အစန်းတွေကိုစမ်းသက်လှုပ်ဆောင်ရတာကိုနှစ်သက်ကြပါတယ်သူတို့ဟာစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့မကြောက်ရွံ့တတ်ကြပါဘူးယုံကြည်မှုရှိသူများသူတို့ဟာကိုကိုကိုယုံကြည်မှုအပြည့်ရှိပြီးဘလို့အခြေအနေမျိုးမှမဆိုးရဲရင်ပြတ်သားစွာယက်တီနိုင်ကြပါတယ်ဒီလိုယုံကြည်မှုကြောင့်သူတို့ဟာအခြားသူတွေထက်ပိုမိုထက်မြက်အောင်လှုပ်ဆောင်နိုင်ကြပါတယ်ကောင်းသောအားနဲ့ချက် တခါတရံမှာသူတို့ရဲ့ခေါင်းဆောင်စိတ်နဲ့ယုံကြည်မှုတွေကြောင့်ခေါင်းမတက်ကြပြီးအခြားသူတွေရဲ့အကြံဉာဏ်တွေကိုလက်ခံဖို့ခက်ခဲတတ်ပါတယ်အထစိတ်လည်းအနှဲငယ်များတက်ကြပါတယ်ဒါပေမဲ့သူတို့ဟာအခြေအနေကိုလိုက်ရောညီထွေဖြစ်အောင်ပြောင်းလဲနိုင်စွမ်းလည်းရှိကြပါတယ်တက္ကနန်းသမားတွေဟာအများအားဖြင့်ခေါင်းဆောင်နေရာတွေစုံဦးတီထွင်သူတွေနဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းရှင်တွေအဖြစ်အောင်မြင်တတ်ကြပါတယ်သူတို့ရဲ့ရည်မှန်းချက်ကြီးတဲ့စိတ်ဓာတ်နဲ့စူးစမ်းအားထုတ်မှုတွေကြောင့်ဘဝမှာအောင်မြင်မှုတွေရရှိနိုင်ပါတယ်